မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းမှာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒီပဲရင်မြို့နယ်အိုထိန်ကွင်းကျေးရွာစာတဲချောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုចောင်းသားចောင်းသူ90ဝန်းကျင်တိုက်ခိုက်တိုက်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုထိန်ကွင်းကျေးရွာစာတဲချောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာဆရာဆရာမနှစ်ဦးအပါဝင်ចောင်းသားចောင်းသူ90ဝန်းကျင်တိုက်ခိုက်တိုက်ဆုံကြောင်းဒီပဲရင်မြို့နယ်မှာအကူအညီကယ်ဆယ်ရေးလှုပ်ဆောင်သူကပြောဆိုပါတယ်ယနေ့နေ့က9:55မိနစ်ဝန်းကျင် အချိန်ဒီပဲရင်မြို့နယ်အိုထိန်ကွင်းရွာချောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲတိုက်ခိုက်ခဲ့ရာဆီယမနှစ်ဦးတေဆုံးခဲ့ပြီးကလေးငယ်အများအပြားထိခိုက်ဒေဆုံးကြောင်းသိရပါတယ်။စာတင်ကျောင်းပေါ်တိတ်တဲ့ကျေးသွားတာဆီယမနှစ်ဦးကတော့ပွေချင်းပြီးပဲကျောင်းသားကျောင်းသူ90လောက်ထိခိုက်ဒေဆုံးမှုရှိနိုင်တယ်။အလောင်းရှာမရတဲ့ကလေးတွေလည်းရှိတယ်။ကလေးတွေကမျိုးလုံးကျွတ်ထွက်သူကျွတ်ထွက်တချို့ကခေါင်းကိုထိခိုက်တယ်။အခုကားတွေနဲ့တဲထုံနေတဲ့အခြေအနေကအဆိုးပါတယ်ဟု ဒီဘေးညွနဲ့မှာကဲဆယ်ကူညီရေးလှုပ်ဆောင်သူတို့ကပြောဆိုပါတယ်။ဒါတလောအလောင်းရရှိမှုအနေဖြင့်ចောင်းသားចောင်းသူများအပါအဝင်ကလေးငယ်၁၁ဦးနဲ့စီယမ၂ဦးတို့၏အလောင်းများရရှိခဲ့ပြီးတရားရရှိသောကလေးငယ်များလည်းညပြကြ။ကူညီကဲဆယ်ရေးများဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်စီကမေလ6ရက်နေ့မှာမေလ31ရက်နေ့အထိအပြည့်ခတ်ရက်စဲရေးကြေညာထားတော်လဲနိုင်ငံတော်ဝန်တွင်လေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတိုးစစ်ဆင်ခြင်များကိုလှုပ်ဆောင်လျက်ရှိကြောင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့များနှင့်တော်လှန်ရေးဖွဲ့များက သတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတရုတ်ကမြန်မာပြည်တွင်ငြိမ်းချမ်းရေးမှာဝင်ရောက်မဆက်ဖက်ရေးမူဝါဒကိုလက်ခံကျင့်သုံးနေဟုစစ်ကောင်စီပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။တရုတ်နိုင်ငံသည်မြန်မာပြည်တွင်ငြိမ်းချမ်းရေးမှာဝင်ရောက်မဆက်ဖက်ရေးမူဝါဒကိုလက်ခံကျင့်သုံးလျက်ရှိသည်ဟုအနာသိစစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်စွန်မင်းထွန်းကမေလ12ရက်နေ့တွင်ထုတ်ပြန်ပြောဆိုပါတယ်။မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ဖွံ့ဖြိုးတိုးတက်မှုများတွင်လည်းအင်ဂျီချင်းကောင်းပီတာစာတရုတ်နိုင်ငံကရည်တည်ထောက်ခံလျက်ရှိကြောင်းဗိုလ်ချုပ်စွန်မင်းထွန်းကဆိုပါတယ်။ထို့ပြင်တရုတ်နိုင်ငံသ ပြီးပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးကောင်းသည့်ဘက်ကရှုမြင်သလိုကောင်းသည့်ဘက်ကနေပြည်တွင်းငြိမ်းချမ်းရေးကိုဆောင်ရွက်ပေးနေသည်ဟုဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကထောက်ခံအားပေးကြောင်းနဲ့မြန်မာပြည်သူလူထုလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဟာအရင်ကတည်းကတက်မတော်ရဲ့ဖော်ဆောင်မှုနဲ့ရရှိခဲ့ပြီးအခုချိန်မှာတော့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်သို့တော်လည်းတရုတ်နိုင်ငံဒီအာနာသိမ့်ပြီးလေးနှစ်အကြာတွင် င်းစစ်ကောင်စီရွေးကောက်ပွဲအားတရားဝင်မှုရရှိစေရန်ထောက်ခံပေးနေသည်ထို့ပြင်ချမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အားတိမ့်ပတ်ရရှိထားသည့် MNDAA ကိုလာရှုံမြို့မှပြန်လည်ဆုတ်ခွာပေးရန်တရုတ်ကမြန်မာပြည်တွင်းရေးတွင်ဝင်ရောက်ဆက်ဘက်ကအတင်းကျပ်ဖိအားပေးခဲ့ကြောင်းလည်းသုံးသက်သူများကပြောဆိုထားကြပါသည်အလားတူမြန်မာနိုင်ငံအရေးအခင်းအကျင်းများတွင်တရုတ်ကဝင်ရောက်ဆက်ဘက်နေခြင်းနှင့်တော်လည်ရေးတပ်ဖွဲ့များကိုတနည်းတဖုံဖိအားပေးနေခြင်းများရှိနေကြောင်းနိုင်ငံရေးသုံးသက်သူများကပြောဆိုကြပါသည် ်ဆက်လက်ပြီးချင်းညီနောင်ကို Standard Army တပ်မတော်တရဲ့အဖြစ်ဖွဲ့စည်းမိဟုတင်ညာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ချင်းပြည်နယ်ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်ရန်ချင်းညီနောင်အဖွဲ့ကိုပုံမူကြစ်လက်ခိုင်းမှာတော့တပ်မတော်တရဲ့ Standard Army အဖြစ်ဖွဲ့စည်းသွားမည်ဟုချင်းညီနောင်ကထုတ်ပြန်ကြေညာပါတယ်ချင်းညီနောင်အဖွဲ့ကိုပုံမူကြစ်လက်ခိုင်းမှာတော့တပ်မတော်တရဲ့ Standard Army အဖြစ်ဖွဲ့စည်းနိုင်ရန်အခြေခံမှုများချမှတ်နိုင်ခဲ့ကြောင်းချင်းညီနောင်၏မေလ17ရက်တွင်ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ် ။ချင်းညီနောင်အဖွဲ့အားတက်အင်အားတစ်ခုအဖြစ်တိုးမြင့်ဖွဲ့စည်းနိုင်ရန်လွတ်မြောက်နေမည့်တနီယာတွင်ဧပြီ26ရက်မှ29ရက်နေ့အထိကုစလေ39ဦးတို့ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ချင်းညီနောင်ကထုတ်ပြန်လာခြင်းဖြစ်ပါသည်။ချင်းအပြင်ချင်းမျိုးသားစီလုံးညီညွတ်ရေးနှင့်အနာဂတ်တွင်ချင်းပြည်သူလူထုတရက်လုံးကိုကိုစားပြုသည့်ချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်လည်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။ တန်းတူညီညာခြင်းတရားမျှတခြင်းကိုယ့်ကျမကိုဖန်တီးနိုင်ခြင်းအစရှိသောဒီမိုကရေစီစံတုံးများပါဝင်သည့်ချင်းညီနောက်၏ Tin or Refrain TOR အကြိုင်းဆက်လက်အကောင့်တွေပေါ်ဆောင်ရွက်ရလဲသဘောတူခဲ့ကြသည်ဟုဆိုပါရယ်။ဒီရင်းမဟာမိတ်ဆက်ဆံရေးနှင့်ဆက်လင်းရေးတော်၎င်းနိုင်ငံတကာဆက်ဆံရေးနှင့်ဆက်လင်းရေးတော်၎င်းစီရေးနိုင်ငံရေးနှင့်လူမှုစီးပွားရေးဘူဝါဒများရေးဆွဲနိုင်ရေးအတွက်အခြေခံသဘောတူညီခြင်းများကိုလည်းချမှတ်ခဲ့ကြပါရယ်။ ချင်းညီနောင်ထိန်ထုတ်နေမိများအတွင်ရှိပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်ကျန်းမာရေးပညာရေးစားနပ်ရိက္ခာပူလုံ၏အစရှိတဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းတိတိယောက်ယောက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ပြည်တွင်းပြည်ပရှိမြို့ပပြည်သူများတော်လရေးအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အခြေခံသဘောတူညီချက်များချမှတ်ခဲ့သည်ဟုချင်းညီနောင်ကထုတ်ပြန်ထားပါသည်။၂၀၂၃ခုနှစ် ဒီဇင်ဘာ30ရက်နေ့တွင်ဖွဲ့စည်းတည်ထောင်ခဲ့သောချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် CNO CNDF ချင်းကောက်ွယ်ရေးတပ်ဖွဲ့မင်တန်ဇိုမီဖက်ထရယ်အစည်းအရုံး ZFU PDS ဇိုလန်ချင်းကောက်ွယ်ရေးတပ်ဖွဲ့ကံပလက်ချင်းလန်ကောက်ွယ်ရေးတပ်ဖွဲ့မတူပြီးတက်မဟာတင်းနဲ့မရာနေမြေအုပ်ချုပ်ရေးကောင်စီ MTC MDF တို့ပါဝင်ကြပါတယ် ။လက်ရှိတွင်ချင်းညီနောင်အဖွဲ့ကချင်းပြည်နယ်တဲကအာဏာသိမ်းစစ်ကောင်စီထံမှအကျဉ်တွင်မတူပီမင်တက်ကမ်ပလန်နှင့်ဖလန်းမျိုးတို့ကိုသိမ်းပိုက်ထားကြောင်းသိရှိရပါသည်။ CNN CNA ဦးဆောင်သောချင်းလန်းကောင်စီကလည်းချင်းပြည်အစိုးရဖွဲ့စည်းထားပြီးယခုချင်းညီနောင်ကနောက်ထပ်ချင်းပြည်အစိုးရဖွဲ့စည်းမည်ဟုထုတ်ပြန်ကြေညာခြင်းမှာချင်းပြည်သူလူထုအားသဘောထားကွဲလွဲမှုများဖြစ်ပေါ်လာနိုင်သည်ဟုသုံးသပ်သူများကပြောဆိုနေကြပါသည်။ဆက်လက်ပြီးဝက်လက်တွင်နှစ်ရက်ဆက်ဘုံကျဲခံရပြီးကလေးတအူးအပါဝင်ဒေသခံ၁၂ဦးတေဆုံကို ၉ဦးဒဏ်ရာရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ရေးလှုပ်ရှားမှုများညှိနှိုင်းတဲ့ဒီစကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းစစ်ကောင်စီတပ်ကမေ၁၀ရက်နဲ့၁၇ရက်တို့တွင်ငါးနေရာပုံကျဲခဲ့သောကြောင့်ဒေသခံအနည်းဆုံး၁၂ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။မေ၁၀ရက်နေ့မွန်လွယ်တွင်ဝက်လက်မြို့နယ်အရှိချမ်းရှိတီရှိန်အောင်ပန်းစာအနောက်ချမ်းရှိရွာတော်ကုန်းယနေ့နံနက်ကဆုံလာပြီနေတွင်အနောက်ပိုင်းမှရွှေပန်းကုန်းအရှိပိုင်းမှသစ်စိန်အနောက်မြောက်ပိုင်းမှမေတော်ကုန်းစတဲ့အကြီးပါများ၄ချောင်းမှပုံကျဲတိုက်ခိုက်ခံရ 안녕하세요. 비어 파리. ။ရှမ်းပိုင်းမိုးလဲကောက်ဘုံချဲခရရသည့်ရွာတော်ကုန်းကြီးရွာတွင်အထူးကအညာဆုံးဖြစ်ခဲ့ပြီးအသက်73နှစ်အရွယ်ကလေးတဦးအပါဝင်ဆနဦးတည်ဆုံးခဲ့က9ဦးတန်ရာအပြင်းထန်ရရှိခဲ့သည်။လူစီကားသည့်ရွာလဲကိုပြင်မှတ်ထားတိုက်ခိုက်ခံရသည့်အတွက်အထူးကအများရှိခဲ့သည်ဟုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆက်သွယ်ရေးတာဝန်ခံကပြောပါရယ်။မနေ့ကရွာရဲ့နှစ်စဉ်ဖျားပွဲနေလေဖြစ်တဲ့ဖျားပွဲကမဖြစ်ပေမဲ့ရွာထဲမှာလူဆုံးရှိတဲ့အချိန်လေးဖြစ်ရွာလဲကောင်းလေးဖြစ်တော့အထူးကများပါရယ်။9ယောက်ပဲအလောင်းရပါတယ်။၃ယောက်ကအလောင်းကိုမရလိုက်ဘူးဟု အထက်ပါတာဝန်ခံကပြောဆိုပါရယ်။ရွာတော်ကုန်းရွာလေးရှိ Starlink Internet ဆိုင်အနီးကြားရောက်ပေါက်ခွဲခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးအဖွဲ့များရှိသည်ဟုယူဆကဘုံကျဲခံရခြင်းဖြစ်နိုင်ကြောင်းဝက်လက်မြို့နယ်သားတအူးကပြောပါရယ်။ စတာလင်ဆိုင်ကတော်လန်ရေးအဖွဲ့တွေဖွင့်ထားတဲ့စတာလင်ဆိုင်ဆိုတော့အဖွဲ့ဝင်တွေရှိမယ်ယူဆသလားမသိပါဘူးတကယ်ကရွာသူရွာသားတွေတဲကပဲဖွင့်ထားပြီးရွာသူရွာသားတွေပဲအသုံးများကြတာဟုသူကဆိုပါတယ်တိုက်ကြိုက်ခံရတဲ့နေရာတွေတော်လန်ရေးအဖွဲ့များဤစက္ကန့်များနဲ့ဝေးချောင်းဒေသအခြေအနေကိုသိသည့်၎င်းကဆက်ပြောပါတယ်တည်ဆုံးသူများနဲ့ပတ်သက်ပြီးအသေးစိတ်မသိရသေးပေအလောင်းအများစုမှာခနာကုန်များပြတ်ထွက်နေကဒဏ်ရာရသူအများစုမှာလည်းဒဏ်ရာပြင်းထန်သူကိုတွေ့ရပါတယ် ဘုံကျဲခံရသည်များအနေရှိမကစစ်ကောင်စီတပ်စခန်းနှင့်တမိုင်ခန့်တော်ဝေသည့်ဝက်လက်အရှိချမ်းပတ်ဆိုင်ရွာတွင်လူအထိကိုက်မရှိခဲ့ပေရွှေပန်းကုန်းရွာတွင်နှစ်ဦးတရားရကတစ်ဆင်ရွာစေယုံဘုံထိပ်ပြီးတဦးတရားရရှိခဲ့ပါသည် ယနေ့နက်7နာရီကျော်ခန့်အချိန်တွင်တိုက်ခိုက်ခံရသည့်မဲတော်ကုန်းကြွားဖုန်ကြီးကြောင်းတွင်ထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိပြီးမစိုးရင်ရာကြောင်းသိရှိရပါသည်စစ်ကောင်စီသည်အာသာချက်ဖြစ်သည့်လီတက်ကိုအုံပြုကတော်လရေးစုမှုနယ်မြေများမှအရက်သားများနေထိုင်ရာမြို့ရများကိုနေ့စဉ်ရက်ဆက်ပုံကျဲတိုက်ခိုက်နေပါသည်ယနေ့တနေ့တည်းမှပင်မန္တလေးတိုင်းစင်ကူးမြို့နယ်မတရားမြို့နယ်စကိုင်းတိုင်းဝက်လက်မြို့နယ်နှင့်အရာတော်မြို့နယ်တို့တွင်လေကြောင်းပုံကျဲမှုများလုံနေသည်ယမန်နေ့ကလည်းမန္တလေးတိုင်းစင်ကူးမြို့နယ်ကြီတောက်ပေါက်ရွာနှင့်တပိတ်ချင်းမြို့နယ်ဇရက်ကွင်းကျေးရွာ တို့ကိုစစ်ကောင်စီကလေကြောင်းမှပုံကျဲခဲ့ရာကလေးနှစ်ဦးအပွားဝင်ဒေသခံ6ဦးခန့်တိစုံးခဲ့သည်ဟုကနအူးသိရှိရပါသည်။ အလားတူ၆ဦးမြို့နယ်တွင်လည်းယမန်နေကအင်ဂျင်တက်လေတီဖြင့်တိုက်ခိုက်မှုကြောင့်ကလေးတအူးအပါဝင်၃ဦးသေဆုံးခဲ့တယ်ဟုဒေသတင်းများမှသိရပါတယ်။စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများတွင်ကလေးငယ်များအပါဝင်ရဲသားများသေဆုံးခဲ့ပြီး2023ဧပြီလအတွင်းပစီကြီးရွာကိုပုံကျဲမှုမှထင်ရှားသည့်ကလေးများပါသေဆုံးခဲ့သည့်ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းတွန်ကအကြမ်းဖက်များနှင့်ဆက်နွယ်နေ၍တိုက်ခိုက်ရခြင်းဖြစ်ပြီးစစ်ပွဲ၏သဘောဟုအယ်ဂျဇီးရာသတင်းဌာနနှင့်မနက်၈ရက်နေ့ငလင်းမလုံးမီမိနစ်ပိုင်းအလိုကပြုလုပ် ခဲ့တဲ့အင်တာဗျူးတွေထည့်သွင်းပြောခဲ့ပါတယ်။ကလေးတွေအများကြီးပါဝင်နေဆိုတာကသူတို့ကအကျန်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အုပ်စုရဲ့အစိပ်ပိုင်းဖြစ်နေလို့ပါ။တိုက်ခိုက်မှုတွေဖြစ်ခဲ့တာဟုတ်တယ်။တိုက်ခိုက်မှုတွေမှာမိတွေ့ဆိုးကျိုးတွေကရှောင်လွယ်လို့မရဘူး။ဒါကစစ်ပွဲရဲ့သဘောပါပဲ။မိတွေ့ဆိုးကျိုးတွေကရှိမှာပါပဲဟုဗိုလ်ချုပ်စုံမင်းထွန်းကပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကမှငလင်းကြောင်အေပီနှစ်မှာမီလကုံအတိအပြည့်ရထားသည်ဟုကြေညာထားတော်လဲဒေချောင်းတိုက်ခိုက်မှုများအရှိန်မြင့်လုံနေ၍ငလင်းအပီလူဒါဇင်နဲ့ချီတိတ်ဆုံးမှုများဖြစ်ပေါ်နေပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာဝင်ပြပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။